Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဖျားနေကစားတင်တိတ်ခါထက်ရဟန်းကန်ရှင်ပြူဟိုသူတော်ဝနာသအလူတော်မင်္ဂလာအခမ်းအနားကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကနိုင်းဒီသားကြီးလေကူမျိုးနဲ့စင်ဖုံကြီးရွာတွင် အခြေခိုင်စွာသူတော်ဒလိငယ်နဲ့ နေထိုင်ကတူပြော်မွေ့ကြကုန်သော အနန္တဂိုင်းဝင်နှစ်ဖက်မိပါများဖြစ်ကြကုန်သောဦးဝိုင်းချေဒေါ်ညွန့်ကြီးဦးထွန်းကြီးဒေါ်ကြည်ဝင်းတို့အားဦးထိပ်ပန်စင်လျက်စင်ဖုံကြီးရွာနေဦးတောင်းစိန်ဦးလာကြီးဒေါ်တန်းစိန်ဒေါ်ကျင်ဘူးဦးကျော်အေးဒေါ်ခင်စီတစ်စိတ်ကုန်းနေဒေါ်စိန်ညင်စင်ဖုံကြီးရွာနေဦးတင်ထေဒေါ်ထေးဝင်းဒေါ်တန်းတန်းစိုးတို့အားဦးထိပ်ထား၍ မြောက်ကလာပါမြို့နယ်ရွှေပေါကံမြို့တိ15ရက်ကွယ်ပလဲလန်းအမှတ်236နီအလူတရက်ကဦးမြင့်စိန်အလူတရက်ကမှဒေါ်လာသိန်းသာသမီများဖြစ်ကြတော့ကိုခင်စုမခင်ခင်မော်ကိုအောင်စောမင်းမကေတိမြင့်ကိုကျော်စီယာမခင်ခင်လေးကိုကျော်သူရာမဲ့ဤဖြူခိုင်းမြင့်မြင့်မိသားစုတို့မှအလူတော်မင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တာပင်ဖြစ်ပါတယ် အဆိုပါခန်းနာကိုမြတ်ပါရမီဆရာတော်ဒေါက်တာဗဒ္ဒနာဝါယမိန်နာဦးဆောင်ပြီးရဟန်းခံရှင်ပြုနာတာဖိုးသူတော်ဝိနေတင်စင်းလောင်းမင်္ဂလာခန်းနာကိုပြင်ပပြုလုပ်ခဲ့ပြီးဖယောကြောင့်တင်ကထိန်ဝင်ဝါလို့တိုင်းကရှင်းလောင်းတိမ်အဝဲမှာကဥပြည့်စေခဲ့ဆရာတော်ဖယော ရပြဖို့အမိသားကိုရဟန်းလိုလိုက်နာရမယ်ရဟန်းလိုကြည့်ဖို့ဩဝါဒခထာဟောကြားတဲ့အလူတရကအလူတရကမာများမဆရာတော်တန်ဃာတော်အရှင်သူမြတ်များအားနေစွန်းဆက်ကပ်လူရန်ခဲ့ပါတယ်။တဆက်သေးမှာပဲဖရာအနေကစားတင်သိခါထံယဟန်ကံရှင်ပြူဖိုးသူတော်ဝနာတလူတော်မင်္ဂလာအောင်ပွဲထိမ့်မဲ့အခမ်းအနားအဖြစ် တရားနာရေးဆက်ချမင်္ဂလာခမ်းနာကိုကျင်းပပြုလုပ်ခဲ့ရမှာကြွားရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များနဲ့အလူရှင်မိသားစုများအပရိသတ်များမှနမောတတ၃ချိန်ယူဆကခမ်းနာကို ဖွင့်လှစ်ခဲ့ပြီးဆရာတော်ဘုရားထံမှငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါတယ်အဲဒီနောက်မှာတော့ဆရာတော်တန်ဃာတော်အရှင်သူမြတ်များနဲ့ပင်တန်ဃာတော်များအားလူဝဲဝိတ္ထုပစ္စည်းများဆက်ကပ်လူဒန်းခဲ့ပြီး ဆရာတော်တန်ဃာတော်အရှင်သူမြတ်များမှပရိတ်တရားတော်များယူပွားချီးမြှင့်ပေးတော်မူခဲ့ပါတယ်။တဆက်ထဲမှာပဲမြစ်တာမန်တိုင်းသာသနာပြုကြောင်းတိုက်ဆရာတော်ဒေါက်တာအရှင်တေဇဓမ္မပါရဂူမှာအနုမောနာတရားချီးမြှင့်က လူဒန်းမှုအစုစုတို့အတွက်ရေဆက်သွန်းလောင်းအမြပေးဝေပြီး ဖျားနေကစားတင်သိခါထက်ယဟန်ကံရှင်ပြုဟိုသူတော်ဝနာသအလူတော်မင်္ဂလာအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တိတ်ထူသုံးကျင်ရွတ်ဆို၍ရွှေမိုးငွေမိုးများရွာသွန်းဖြိုးကအခမ်းအနားကိုစီကားတက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျာ။